ော်ကျွန်တော်ကြိုသိတယ်ဆိုတာကလည်းကျွန်တော်ကဖះရမှာမဟုတ်ပဲဘယ်သူတယောက်ကိုကြည့်ရတယ်ဒီလူတယောက်ကဘယ်နှစ်ဘယ်ရက်တော့တွားတော့မယ်ဆိုတော့ကျွန်တော်မသိနိုင်ဘူးဒါပေမဲ့အဲ့လိုအဖေထွက်ခံဒီအသက်ထွက်ခံဒီအဲ9မိနစ်10မိနစ်ဝင်းကျင်လေးမှာအဲ့လိုမျိုးစိတ်ထဲကနေခံစားမိတာဘာဝါလုံးကိစ္စတွေရုံနေတူတွေနောက်ပြီးတော့ဘဝမှာတကယ်ချုပ်မှုတဲ့သူတွေကတော့လက်ခံလက်ခံနေတယ် ျွန်တော်အကြောင်းအစားတယ်ပြောရမှာเนาะကျွန်တော်အကြောင်းတက်တဲ့အချိန်မှာအကြောင်းတက်နေတဲ့အချိန်မှာတကယ်ချင်းတွေကိုကြည့်ပေးရတာအဲ့လိုသူတို့သူတို့ရဲ့ recommend နေပေါ့အဲ့အတကယ်ချင်းတော်ကြရတာအမှန်တယ်ဆိုတော့အားနေเนาะအဲ့ဒီအကြောင်းရဲ့ make ကိုကျွန်တော်ရှင်းရမယ်ရခဲ့တာဆိုတော့အဖုံးကြီးဆိုတာလေဖြစ်ကောင်းဖြစ်မယ်ပါနိုင်တယ်ဒါပေမဲ့အများဆုံးကတော့အဲ့လိုပြင်းဟင်းသူခေါ်တာမှန်တယ်ပြင်းဟင်းသူခေါ်တာအဆင်ပြေတယ်အဲ့လိုအဲ့လိုအားနေကျွန်တော်စဖြစ်သွားတာလေ ါမဲ့ဒီဟိုပါပေါ့အဲ page နဲ့တတိဆဆလုံးလိုက်တာကတော့လေးနဲ့ငါးနဲ့တော့မရှိဘူးအရှိနှစ်တယ်တော့ကတော့ကိုယ့်အကူပြင်ပါလို့ဆိုတော့လှူရှားနေတယ်အခုကတော့ဒီနောက်ပိုင်းကျွန်တော်လေးလလောက်နားလိုက်သေးတယ် page ပါလေအဲစာရည်လည်းမရှိဘူးဗီဒီယိုလည်းတိတ်နေမကြိုက်ဖြစ်ဘူးကျွန်တော်ဒီ personal ကိစ္စလေးတွေရှိနေတဲ့အခါကျတော့နည်းနည်းဆိုတော့နည်းနည်းအနားယူနေတယ်ပေါ့အမေအခုကတော့ဒေစာလေးပြန်ပြီးတော့အဲ့ဘက်ကို ြန်လုပ်နေတယ်ဟုတ်လားညီမကအခြေရမဟုတ်ဘူးခင်တော့မှာကျွန်တော်ဘန်းလာတယ်အခြေရမမေးနဲ့ကျွန်တော်မေးဘုတ်တလေးကလည်းအလုံးကိစ္စတခုမေးရတပန်းတော့ကြာမပြောဟဲ့ဟဲ့လင်းကြောင်းသားကြောင်မေးမလို့မဟုတ်ဘူးအလုံးကိစ္စမေးမလို့ဆိုတာရရတယ်အမကျွန်တော်လည်းပို့ပေးလိုက်မယ်ကျွန်တော်စနေကြော်ယုံတဲ့သူတွေဂျုံမှုတဲ့သူတွေနော် ုံတဲ့သူတွေဒီလိုကိစ္စမျိုးတွေသဘာဝလုံးကိစ္စတွေယုံတဲ့သူတွေနောက်ပြီးတော့ဘဝမှာတကယ်ကြုံမှုတဲ့သူတွေကတော့လက်ခံလက်ခံနိုင်မှာဆိုတော့ကျွန်တော်ကြိုသိတယ်ဆိုတာကလည်းကျွန်တော်ကဖះရမှာမဟုတ်ပဲเนาะလူတယောက်ကိုကြည့်ရတယ်ဒီလူတယောက်ကဘယ်နည်းဘယ်ရက်တော့သွားတော့မယ်ဆိုတော့ကျွန်တော်မသိနိုင်ဘူးဒါပေမဲ့ကျွန်တော်သိလိုက်တယ်သိလိုက်တယ်ဆိုတဲ့ခါလေးကဒါမှမဟုတ်ဖြစ်ရတယ်ကနည်းနည်းလေးအဲ့လိုအဖေထွက်ခံပြီးအသက်ထွက်ခံပြီးအာ9မိနစ်10မိနစ်ဝင်းကျင်လေးမှာအဲ့လိုမျိုးစိတ်ထဲကနေခံစားမိတာခံစားမိရဲ့အဲ့လိုကြားလိုက်တယ် ဲ့ဒီမှာအာကိုစိတ်ကခံစားမိတာကိုကြားလိုက်မိတာလည်းဖြစ်ကောင်းဖြစ်မှာဘာလို့ဆိုတော့အဲ့ကာလရဲ့တော့အာတာမီနှစ်ယောက်တည်းအဖေကိုပြုစုရတယ်ဆိုတာလေအရန်ဝိနေတဲ့အချိန်တွေဖြစ်နေတာအဲ့လိုမျိုးတွေဖြစ်နေရတယ်ဖြစ်ကောင်းဖြစ်မှာအဲ့မဲ့တကယ်တော့ကျွန်တော်နားထဲမှာကြားရတယ်အသက်ထွက်တော့မယ်တော့ဒါအဲ့ဒါကကိုစိတ်တွေကထွက်လာတဲ့အတန်လားဒါမှမဟုတ်တခြားသောဘေးပတ်ပတ်ဝန်းကျင်ကပုံကိုယ်တရားကပြောရတဲ့အတန်လားမသိဘူးဒါပေမဲ့ကျွန်တော်သိလိုက်တဲ့အသည့်တစ်ခုကိုတော့ကျွန်တော်အဖေတို့အကောင်းဆုံးတို့ပေးလိုက်နိုင်တယ်အဲ့လိုမျိုး တစ်ခုရလာတဲ့အချိန်ဖေးတော့ဒီဘောကနောက်ဆုံးအချိန်တတ်တောင့်တတ်တာဖြစ်အောင်ကျွန်တော်လုပ်ပေးလိုက်နိုင်တယ်အဲ့လိုလေးပါမိမလည်းကြုံဘူးလားမိမလည်းကြုံဘူးလားကြုံဘူးလားဟိုအဖိုးဖိုးလေအဖိုးဆုံးကန်နေရောအဖိုးကအရှိမသွားနာတာရှိပေါ့နော်အုံနောက်သေးကြောထိခဲ့ပေါ့ကနေတော်တော်နာတာရှိနှစ်လသုံးလတော့အိပ်ရတယ်လဲနေရတဲ့အချိန်ပေါ့ဟိုအဲ့တော့လည်းဟိုအတန်ငင်လာပြီဆိုတော့အဲ့လိုအလောက်ကလည်းအိမ်မှာညီမလေးမယ်လုံးနေအောင်ပေါ့ကျွန်တော်ကမန္တလေးမှာလည်းဟို ဟိုဟာရှိရောလေဘေးချီရောမန္တလေးမှာသွားအိတ်ဒီ flight တက်ပြီးပါဆိုအဲ့ဒီမှာနှစ်ပတ်ပေါ့မန္တလေးထွက်သွားရအဲ့တော့ညီမရန်ကုန်ပြန်လာတော့မယ်မန္တလေး flight ပေါ့ဟိုတယ်ကနေနေစိတ်ကိုသွားချင်ပါညီမဟိုတယ်မှာရေချိုးပြီးမိတ်ကလေးနေတယ်ညီမညီမအဖိုးရဲ့အနံ့ပေါ့နော်ညီမအဖိုးနဲ့ချီမှာရတဲ့အနံ့ကဟိုတယ်ကနေမှာရတယ်အဲ့ဒီမှာလူကလေအာတခုခုကတခုခုပဲပေါ့နော်အဲ့မှာအမေကိုဖုံးဆက်တယ်အမေလို့ ကိုးစင်နေလားဆိုပြေးပါရဲ့မိန်းနေတော့ okay အဲ့ဆိုရင်တော့ပြေးရပဲဆိုပြီးတော့မန္တလေးကအိမ်ဟိုတယ်ကနေဟိုခြောက်ောက်နေပါလို့လုပ်ပြီးတော့ညီမတို့ flight တက်ရအောင်လို့လေးစိတ်ကိုသွားရဲ့နန်းရောက်တော့မှအပြေးကပုံဆက်တယ်အခုဆုံးသွားရင်လည်းအဲ့လိုမျိုးပေါ့အဲနောက်ဆုံးဟိုအတော်လေးအဖေတို့ပြောကြတော့သူကဆုံးခဲ့နေသည်အဲ့လိုညီမညီမကိုမေးတယ်အအမေက flight သွားတတ်တယ်မိလေးကပြန်လာတော့မှညနေရောက်ပြန်လာမယ်အဲ့လိုပြောထားပြီးတော့ဒီမှာနောက်ဆုံးအဲ့သူ့ရဲ့အဲ့လိုပစ္စည်းတွေပေါ့နော်သုံးလို့ ော့တွေပါတယ်အကုန်လုံးအဖြစ်နဲ့ပြေးပေးခဲ့ပေးခဲ့ပြီးတော့ဆက်တော့ပါအဲ့လိုဆိုကြုံမှုပဲကြုံမှုရဲ့တော့လက်ခံကြပါခမိုင်းနောင်ရေးတစ်ခုမှာပေါ့နော်ဒီအဖြစ်လေးဖြစ်တာရှိရလို့ညီဝင်မှုတွေဟိုစိတ်ရင်ရင်ရိုင်းမှုတွေပေါ့နော်အဲ့အရာကိုပြထားရဲ့ဆက်ပေါ့ဒီထဲမှာကျွန်တော်လုပ်ခဲ့တဲ့မင်းကြီးဆိုရင်တော့အမှန်ဆိုရင်တော့မကောင်းဘူးပေါ့နော်မကောင်းဘူးတော့ဆိုးရကအေးအဲ့လိုမျိုးပေါ့နော်ရှာအဲသူ့မိန်းမကထားထားတဲ့စိတ်အဲ့ဒီစိတ်တကူမမြင်မဲနဲ့ ဒီအပေါ်ရန်အပေါ်ရန်ဒီကားတစ်ထောက်စာအေးအရှင်ပြားတစ်ထောက်စာတာယာမှုတွေလိုက်တဲ့ယောက်ျားတယောက်တွေဆိုအဲ့လိုမျိုးတွေတွေ့တယ်ကြည့်တာပေါ့မာရဲ့ပြောအိမ်မှာဖျားနေရနော်အဲ့တော့ဖျားနေအဲ့တော့ညီမတော်တော်ဖျားနေဖျားနေရောဟိုရေလည်းမချိုးနိုင်ဟိုပုံမိသွားတာခင်ဗျာသူ့အတွက်ပုံဝင်သွားအေးဒီချက်ရိုက်ခဲ့ပါဘုရားရေချိုးတယ် ်တကယ်မင်းရဲ့ချက်တယ်ဇင်မွေးနဲ့တတ်တတ်ပေါ်မှာတတ်တတ်စီပေါ့အဲဒီကားလေးပေါ့နော်ညီမတို့ဒီလောက်တာရဲ့ရန်နံပေါ့ရန်နံကညီမတို့အမှုပညာစလုပ်ပြီးတော့ဒီတငယ်ချင်းတွေခင်မင်းမှုစဖြစ်တဲ့အချိန်မှာပထမဆုံးလုပ်တဲ့ project ပေါ့နော်အဲ့တော့ညီမတို့မှာအမားကြီးလည်းပါရင်ပါခဲ့လိမ့်မယ်အဲ့လိုမျိုးကြီးကြာလို့ရှိရင်လည်းတိခန့်ပြီးတော့ပေါ့နော်အပြစ်မမြင်ပဲနဲ့ကောင်းတဲ့စိတ်လေးနဲ့ကြည့်ပြီးတော့ဝေဖန်ထောက်ပြပေးပါလို့ပြော